ပြင်ဦးလွင်တစ်ခွင်လုံးမိတို့က9သိန်းရောင်းမဲ့လူမရှိကျမရောင်းနေမိတို့က9သိန်းနဲ့ဒီပိုင်တခွန်းတို့အေဂျန်မောင်းတို့ရွှေမုံရတီးတို့စုပ်ပြည့်သင်းတို့အဲ့နေပြီးတော့ရုပ်ရှင်လောကကလည်းကျမထဲမှာ မြေတွေဝင်ကြတာပေါ့နော်အစရှိပြီ Halloween မင်္ဂလာပါဘောချန်နယ်လေးကကြိုဆိုလိုက်ပါတယ်မဟုတ်ဘူးတစ္ဆပ်ပစ်ချင်တဲ့ပြည်လေးတော့ဒီဗီဒီယိုလေးပေါ့နော်ယူရမယ်ဆိုလို့ရှိရင်တော့ဒီကြီးကြီးတက်ချမ်းသာတဲ့ဖောင်းတော့ပေးမှကြီးကမြေတကောကို9သိန်းနဲ့ရောင်းချပေးမယ်ဆိုပြီးတော့ပြက်ပြက်လာပဲဖြစ်ပါတယ်ယူရမယ်ဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်ကြည်တံမျိုးလဘူးထရာတင်ငန်းဆိုင်ရာလို့ပြက်လဲမြောက်လဲကြပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်မြေတကော9သိန်းနဲ့ချမ်းပန်ရှင်ကြီးဖြစ်ပြီးတော့ပျော်တဲ့အကြောင်းလေးပြောပြပါမယ်လေအပိုင်းနှစ်ဟုတ်နော်ပြင်ဦးမယ်မှာ မြေလေးတွေကိုကျွန်မနောက်ရက်မြေတစ်ခုက၅သိန်းပိုင်ပြီးသွားပြီနောက်ရက်ကိုမြေလေးတွေသွားကြည့်တယ်အဲ့တော့အဲ့ခက်ကဟိုဟိုင်းလက်ကားကြီးတွေပေါ့1500တရောက်ပဲဘင်္ဂါမစီးနိုင်ဟိုင်းလက်ကား1500နဲ့ကျွန်မမြေလေးတွေကိုယ်တိုင်သွားကြည့်တယ်ကြည့်လဲပြီးရောနောက်ရက်ကျတော့တငယ်ချင်းတွေကိုလိုက်ပြောတာပေါ့အဲ့ခက်ကတငယ်ချင်းတွေကဟိုအမှတ်73အထက်ကတုန်းက70တန်းတုန်းကတငယ်ချင်းတွေခိုင်ခိုင်ဆိုးဆိုးဆိုးဝင်သူတို့နှစ်ယောက်ကိုပြောတာပေါ့အဲဒီမဲ့ တို့ကမြေတွေဝယ်ထားတာမင်းတို့လည်းဝယ်ပါလားဆိုသူတို့ကလည်းလိုက်ကြည့်တယ်လိုက်ကြည့်တဲ့ခါချင်းကျမမိတ်ဆွေတွေကိုစုခေါ်ရတဲ့အခါကျတော့အဲတယောက်ကို9000စုပေါ့အဲဟဲဟိုကငှားလိုက်တာပေါ့လိုက်ထရက်ကငှားလိုက်တာပေါ့အဲ့လိုလေးတွေစုပြီးတော့ကျမကညောင်းနီမှာတိုက်ကြီးတွေကိုရင်လိုက်ပြပါတယ်တိုက်ကြီးတွေပြပြီးမှကန်တော်ကြီးပေါက်ကိုကျွန်တော်သွားတယ်ကန်တော်ကြီးပေါက်ကနေမှကဲတွေ့လားရှင်မြင်သာရွာအမြေတွေကိုရောက်မှာနော် တွေ့လားဒီမှာ နှစ်မိနစ်ပဲဒီကွက်မှာ၅သိန်းဟာသူတို့ကလည်းလိုက်လာပြီးဝယ်ကြတာပေါ့အဲ့ကြတော့ဝယ်တော့မြေတစ်ကွက်ကိုတဲ့ရင်ကျမကအဲမြေလည်းသိမ့်မလို့တက်ဘူးလေအဲ့တော့မုံမိုးတောင်းတာပေါ့တယောက်၂သန်း၁၀ရောက်ဝယ်ရင်၂သိန်းရအဲ့ဒီငွေလေးတွေစုစုပြီးတော့ရွာသားထဲကနေပြီးတော့တိအေကဝယ်တယ်ဆင်ရမချနိုင်ဘူးတသိန်းပဲဆင်ရချနိုင်တယ်တသိန်းဆင်ရချလိုက်တယ်မြေတိအေကကို၁၂ကွက်ထွက်တယ်ဟာ၅သိန်း၅သိန်းလေးနဲ့ရောင်းလိုက်တဲ့အခါမှာ ကျမနီတစ်နှစ်အတွင်းညောင်နီဟောင်းတော်ရွှေမြင့်သာအင်းကြီးပိန်နေကုန်းညဉ့်ညင်းသာတုံးတောင်ပြင်စာမြေပုံရွာပေါင်းစုံမြေလေးတွေပိုင်သွားတာတစ်နှစ်အတွင်းတော့အဲ့တော့အဲ့တော့မိတ်ဆွေတွေနဲ့ကျမဟာယုံနဲ့တက်လိုက်မန်းလေးဆင်းလိုက်ဟာသွားလိုက်လာလိုက်ပေါ့နော်အဲ့မှာမြင်စရာ ပွဲစားတယောက်ရှိပါတယ်ဦးမြင့်အောင်ဟာသူကကြတော့လေကိုပွဲစားကြီးဆိုတော့ပြောတတ်ဆိုတတ်ကိုကမပြောတတ်မဆိုတတ်လေးဆိုတော့လေသူ့ကိုလည်းဆရာတင်ပါတယ်ကျမပြီးကြတော့ရှိုင်းဟုတ်ကဒေါက်တာခင်ခင်ဦးလည်းခင်ခင်ကြီးကိုလည်းကျမဆရာတင်ပါတယ်ဒေါက်တာခင်ခင်ကြီးရဲ့ဆုံးမစကားတွေနဲ့ကျမဒီမြေလောကကြီးမှာအောင်မြင်ခဲ့တာပါတစ်နှစ်အတွက်အောင်မြင်ဖို့ဆိုတာမလွယ်ပါဘူးမြေလုတ်တယ်ဆိုတာကလူပေါင်းယာချီနဲ့ကျမစကားတွေပြောခဲ့ရပါတယ်အတွေ့အခေါ်တွေဟုတ်လား ိုင်ဒီယာတွေကဆရာမကြီးဒေါက်တာခင်ခင်ကြီးဆရာရပါတယ်လူတွေရဲ့အသိကြီးကိုလည်းခံခဲ့ရပါတယ်ဟာတယောက်တစ်မျိုးပဲအမျိုးမျိုးတော့အမျိုးမျိုးတွေပေါ့နော်အဲ့မှာမြေတကွက်၅သိန်းဆိုတာကဘလောက်ပြောစရာကောင်းပြင်ဦးလွင်တစ်ခွင်လုံးမြေတကွက်၅သိန်းရောင်းမဲ့လူမရှိကျမရောင်းနေမြေတကွက်၅သိန်းနဲ့အဲ့လိုနဲ့ကျမဒီဒီလောကမှာအဆန်နေရှိသွားတဲ့အခါကျတော့အဲ့တော့ကျမယောက်ျားရှိတယ်ရှင့် ကိုနေတူတဲ့အဲကိုနေတူကမြင်းလုံးကိုတက်လိုက်ဆင်းလိုက်စိတ်မချဘူးပေါ့အဲစိတ်မချတော့ကျမမှာမိတ်ဆွေနှစ်ယောက်ကိုအဲတပည့်ပေါ့တပည့်နှစ်ယောက်ကိုခေါ်ပြီးတော့ပြင်းလဲတက်လိုက်ဆင်းလိုက်ရောင်းဝယ်လေးလုပ်တာပေါ့ရှင်အဲဒီတပည့်နှစ်ယောက်ကလည်းလုတ်တက်ကင်တက်သွားတော့သူတို့ကလည်းဖဲခွာသွားကြတာပေါ့အဲဒီချိန်ကလည်းကျမနောက်မြေတွေလိုက်ကြည့်တယ်မွေးပါသူတို့ကသူတို့မြေဝယ်ရောင်းလုပ်ကြမှာပေါ့နော်အဲ့တော့လောကကြီးမှာအဲဆုံဦးတီချွန်မြေတွေကမသိနေဘူး တင်ဦးလဲတက်လိုက်ဆင်းလိုက်ဟဲ့လားကျမမှာတင်ဆရာမြန်ဆရာကြားဆရာတွေနဲ့ကျမဘွားကြီးကအောင်မြင်လာတာပေါ့ရှင် အောင်မြင်လာတဲ့အချိန်မှာကျမကားလေးတစ်စီးပေါ့စဝယ်တယ်အဲဘင်ငါးတောင်မစီးနိုင်တဲ့ဘွားကနေနော်ကားလေးတစ်စီးဘင်ငါးလေးတစ်စီးစဝယ်တယ်စဝယ်တဲ့နေ့မှာပဲကျမယောက်ျားကိုနေသူကကာရာအိုကေသွားပြီးတော့တပည့်တွေကိုကျွေးတာမွေးတာအဲ့မှာကာရာအိုကေက main မိန်းမတယောက်ကဟာငါးယောက်ကြာဆိုလန့်ဖက်လိုက်တဲ့အချိန်မှာကိုနေတို့လည်းကြွေသွားတာနေမှာပေါ့နော်အဲ့မိန်းမနဲ့ဖြည့်ပြီးတော့ကောက်ကောက်ပါအောင်ဒီမှာချမ်းသာလာတဲ့အချိန်မှာဒီမှာဘဝကြီးကပြောင်းလဲသွားတာပေါ့နော်ကွန်ပျူတာဆိုင်လေးလိမ့်လေးလိမ့်လေးရနေပြီးတော့ချမ်းသာလာတဲ့အခါမှာဒီမှာဘဝကြီးပျော်စရာကောင်းမဲ့ထင်ခဲ့တာပေါ့ဒီမှာပျော်စရာမကောင်းပါဘူးရှင်ဒီမှာယောက်ျားနောက်မိန်းမနောက်လိုက်သွားပါလေလိုက်သွားတဲ့ခုနှစ်တိကျပြောရရင်တော့ 2012လောက်ပေါ့နော်ကျွန်တော်ကြာနေမိမတော့လိုက်သွားတယ်အဲ့တော့ကျွန်မကဒီလုပ်ငန်းနေအာတက်လိုက်ဆင်းလိုက်ဝယ်လက်တည်းလည်းနေတိုင်းရှိတယ်ကျွန်မမှာကားပေါ်မှာမျက်ရည်ကြာရုံကလွဲလို့ဟာမှလည်းအတက်နိုင်ခဲ့ပါကျွန်မအဲ့လိုမြေလောကကြီးမှာလုံရင်းလုံရင်းနဲ့ကျွန်မတွေးမိတယ်လေကျွန်မဘဝကြီးကလည်းပျော်စရာမကောင်းဘူးမြေတွေကလည်းအများကြီးပိုင်တော့ ကျွန်မဘာလုပ်ရမလဲယောက်ျားဆက်ယူရမလားယူကြတော့ပါဘူးစိတ်သက်တည်ကြပြီးတော့လူတိုင်းချန်ပိုင်ရှင်ဖြစ်ရမယ်စိုက်မုတ်ကြီးထရေးတယ်ရှင်ကျွန်မရဲ့နာမည်ကိုလည်းအရင်တော့ကတော့ရီရီရွှေမြင့်တာပေါ့ကျွန်မနာမည်ကရွှေမြင့်တာရွာကြီးနဲ့ကျွန်မလုပ်ငန်းတွေအောင်မြင်ခဲ့တာဆိုတော့ကျွန်မနာမည်ကရီရီရွှေမြင့်တာကျွန်မယောက်ျားရဲ့ချန်နာမည်လေးကနေတိုးရွှေမြင့်တာအဲ့တော့ကျွန်မကဒီနေတိုးရွှေမြင့်တာချန်ရီရီရွှေမြင့်တာချန် အဲ့ဒီဆိုင်းဘုတ်တွေအကုန်ဖြတ်သူ့မန်းနောင်ဝင်းမန်းတော့လိုက်သွားတော့နော်ဖောင်းတော့မှာကျမနေတာလေယောက်ျားမရှိဘူးအဲ့တော့ကျမနာမည်ဖောင်းတော့ပြင်မှာကျမပိုင်တဲ့ကားတွေကားတွေရဲ့နောက်ကျောမှာဖောင်းတော့ပြင်မှာရေးလိုက်တယ်အရင်တော့ကျမဟိုကားလေးတွေငှားစီခဲ့ရတာဟုတ်ဘင်ကားလေးတွေငှားစီလိုက်ရတော့ဘင်ကားငှားမောင်းတဲ့လူတွေကဆိုရင်ကျမရဲ့ကားတွေကိုလေလမ်းမှာတွေ့တယ်ဆိုရင်လက်ပြကြတယ် ဖောင်းတော့ဗျမဖောင်းတော့ဗျမဆိုပြီးတော့ကျွန်မလည်းကဲငါလည်းအသက်ကြီးသွားပြီအဲ့ချိန်မှလည်းကျွန်မရဲ့အသက်က90ကျော်သွားပြီကျွန်မလည်းနောက်အကြံမကြည့်ပါဘူးလူသားကောင်းချိုးတွေလုံးမဲ့နံပါတ်1လူတိုင်းချန်ပီယံဖြစ်ရမည်ဒီတော့ငါသိန်းကျွန်မရောင်းတယ်အဲ့ဒီချိန်မှကျွန်မကော်ဖီမြေတွေတတော်မြေတွေကျူးမြေတွေမရောင်းပါဘူးရှင်ရွာသားထက်ကဟဲ့လားမြေစင်းမှာနံပါတ်ပေါက်တဲ့မြေလေးတွေကိုပဲကျွန်မရောင်းခဲ့တာနော်ရောင်းခဲ့တော့ လူတိုင်းကလည်းဟာကျမကိုလားဝယ်ကြတာပေါ့မြေလေးလားဝယ်တော့ဂျာနယ်တွေရောဟဲ့လားမဂ္ဂဇင်းတွေရောပေါင်းတော်ဗီယံမှာပေါင်းတော်ဗီယံမှာလူတိုင်းချန်ပယ်လုပ်ပေးတဲ့ပေါင်းတော်ဗီယံမှာမိဘရမဖြစ်လို့သူပေါင်းတော်ဗီယံမှာစားတွေရေးကြတာပေါ့သုံးသိန်းတန်စကားပိုင်ရှင်ပေါင်းတော်ဗီယံမှာသူများတွေကိုကျမစကားမပြောအောင်ဝယ်မဲ့လူတွေကတန်းစီနာဆိုတော့ဒီအဲ့ဝယ်လက်တွေကိုစကားပြောရတာမြေကွက်တက်တာနဲ့သုံးသိန်း မြေတစ်ခွက်တက်တာနဲ့၃သိန်းဆိုတော့အာ၃သိန်းတန်စကားပိုင်ချက်ဖောင်းတော့ပြမဆိုပြီးတော့စိုင်းစရာကြော်ရင်မြင်ဝတ္ထုထွက်ထားပါတယ်ရှင်။ကျွန်မအကြောင်းလေးတွေပေါ့။အဲ့ဒါနဲ့ကျွန်မအဲ့လိုမြေလေးတွေရောင်းရင်ရောင်းရင်နဲ့ရလာတဲ့ပတ်စံတွေကိုကျွန်မကဖျားတွေကလည်းအဲ့မှာပေါ်တယ်ရှင်။ပြင်းဦးနဲ့ပတ်မှာ။အမတော့စောမွန်လာတဲခဲ့တဲ့ဖျားတွေမြေကြီးတွေကနေပေါ်လာတာ။ကျွန်မတဲတဲ့ဖျားသုံးစုကွန်ကရစ်လမ်းတွေခင်းတယ်။ဖောင်းတော့ရွာကနေပြီးတော့ဟိုဟာမြို့ဆောင်လမ်းကနေဖုန်ကြီးကြောင်းထိပေထောက်နေရ။ ကွန်ကရစ်လမ်းခင်းနေဟာလာပိန်နေကုန်းရွာကွန်ကရစ်လမ်းခင်းနေအင်းကြီးရွာကွန်ကရစ်လမ်းခင်းနေအမြေပုံရွာမှာဆိုရင်ကျမဟိုပါပေါ့ဘာတုံးကျမဟိုဟိုလေးတွေဆောက်တာပေါ့နော်အဲခုခုစရလေးတွေအဲ့လိုတွေကျမခုံကြီးဆိုရင်လည်းမြတ်ကြောက်ဆရာတော်ကြီးကိုမြင်ငားရေကလှူထားပါတယ်အဲမစွတ်တိုင်ဟောင်းကဆရာတော်တွေလည်းမြေလှူတယ်ကျမခုမှ3ဧကရောင်းရရင်2ဧကဟိုးပဲယူတယ်ပေါ့နော်2ဧက ေကလှူတာပေါ့မြတ်ကျောက်ဆရာတော်ကြီးကိုကြတော့ငါးဧကလှူလိုက်တယ်။သူကဖျားတယ်ပါလေတဲ့ဆရာတော်ကြီးကထီးတင်ပေးတာဟုတ်။ကျမအဲ့တော့အလှူတန်းနေလဲလှုပ်တယ်ရှင်။ငေးနေလဲလူတိုင်းချံပယ်အောင်ငါးသိန်းနဲ့ရောင်းတယ်ရှင်။ကျမဘဝကြီးကလူသားကောင်းကျိုးတွေလှုပ်တယ်ဆိုတာကကျမရဲ့ဆရာတင်ဆရာမြန်ဆရာကြားဆရာဒေါက်တာခင်ခင်ကြီးကြောင့်မို့လို့ကျမကလူသားကောင်းကျိုးတွေလှုပ်နိုင်တာပါ။နော်။အဲ့တော့တင်ဆရာမြန်ဆရာကြားဆရာမရှိပဲအတုမခိုးပဲနဲ့ ဒီမြေတွေကိုရောင်းလို့ဝယ်လို့မရပါဘူးရှင်။ဒါကြောင့်ပြင်ဦးလမှာ ကျမကပေါင်းတော်ပြင်မဆိုလူတီများသွားတယ်ပေါ့နော်။အဲလူတီများရာနေပြီးတော့ရုပ်ရှင်လောကကလည်းကျမထဲမှာမြေတွေဝယ်ကြတာပေါ့နော်။အစရှိဖြစ်။အဲဒါမှမျိုးမင်းလို့နော်။ဒီအဲရုပ်ရှင်မင်းသားနေမင်းလို့နေမျိုးအောင်လို့ကျမထဲကဝယ်ကြတာပေါ့။နော်။ဟိုကစူပန်ထွားလို့စူပန်တခင်လို့ကျမထဲကမြေတွေဝယ်ကြတာ။ဇက်ပူဇက်ရံမြေတို့မှန်တို့လေးတွေရတယ်ကျမထဲကဝယ်ကြတာ။ တလတသိမ့်ပေးနဲ့ကျွန်မအဲ့လိုလေးရောင်းတာပေါ့အဲ့တော့လူတိုင်းချန်ပီယံရှင်ဖြစ်ရမယ်လူများတွေကိုစိတ်ချမ်းသာအောင်ထားခဲ့တယ်လူသားကောင်းကျိုးတွေလုပ်ခဲ့တယ်ဟာရောက်လာတဲ့လူမှန်တွေကကျွန်မချန်ထဲမှာကြွေးထားတာထမင်းတွေကြိုက်တလောက်စားလာကြုံမယ်လာလိုက်ပုံမယ်လာကြုံမယ်လိုက်ပုံမယ်ဘာမှသူတို့ချင်းအယံတဲ့မယ်ဘာလို့လဲကျမဘဝကြီးလို့သူတို့မဖြစ်စေချင်တော့เนาะအဲ့တော့ကျမအဲ့လိုလုပ်ခဲ့တဲ့အချိန်မှာ ဒီမှာရန်ကုန်တက်ပြီးတော့ဟိုဟာရုပ်ရှင်ထုတ်လုပ်ဖြန့်ချီထောင်မှလေးတဲ့ရှင်ကျမနော်ဘာလို့လဲဆိုတော့အလုပ်တစ်ခုကနေတစ်ခုပြောင်းတာပေါ့အရင်တော့ကြာအလုပ်တစ်ခုကနေတစ်ခုပြောင်းမှုရအရင်နေ့မရှိခဲ့ဘူးလေအခုကြာအရင်နေ့ရှိပြီဆိုတော့ကျမဟိုလုပ်ကြည့်တာပေါ့မန္တလေးသူဆိုတော့လုပ်ငန်းတွေကိုကျမလုပ်ကြည့်တယ်ရုပ်ရှင်ထုတ်လုပ်ဖြန့်ချီမှလည်းအဆင်ပြေတယ်ဇာတ်ကားလေးတွေထုတ်ရိုက်တယ်ကျမမင်းသားမင်းသမီးလေးတွေကိုဒီပိုင်တခွန်းတို့အေဂျင့်မောင်းတို့ ရှင်မုံရတီတို့စုပ်ပြည့်တစင်းတို့ကျွန်မခေါ်ပြီးတော့ရိုက်ခဲ့တာနော်ခုချိန်မှာဟုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုရတဲ့ဒီလောက်ပါပဲဗီဒီယိုတက်မှဆိုလို့ရှိရင်တော့ဒီပထမကြီးကချစ်ချစ်တက်ချမ်းသာရေပေါ့နော်အရင်လက်စိတ်ကောင်းစေတနာရှိရေပေါ့နော်မိမသားတယောက်ဦးနဲ့စူးစမ်းရုန်းကန်လာပြီးအခုဆိုရင်ပထမကြီးဖြစ်နေပြီပေါ့နော်ချစ်တယ်မျိုးရေလက်ဘုဒ္ဓရာသင်္ကန်းဆောင်ရအောင်လို့ပြန်လဲမြောက်လိုက်တာပဲဖြစ်ပါတယ်အရင်မှာအားကြဖို့ကောင်းနေပေါ့နော်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးနဲ့ထင်မြင်စကြကလေးတွေလည်းဗီဒီယိုလေးအမကောမန့်လေးရေးပြီးပြပါရှင့် নথ লেমু চেলি যদি নি হাতা বহুতো তাইছে চা বিৰি দিওঁ মই চেনেলি ওলাই চাকৰি নেতাবোৰ বাইছে নথা বিৰি মাতিছে মানে তাৰ